မွဲ့မင်္ဂလာပါအတူတကွဆင်ရှင်နိုင်ဖို့ရွေးချယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုပါတယ်တရားဟောကြံအခန်းကြီး6အငယ်9ကနေခွန်တင်းဤဖျားသခင် ထာဝရဖျားကိုစိတ်ညလုံးအကျွမ်းမဲ့စွမ်းတတ္တိရှိသည်များနဲ့ရှစ်လောယနေ့ငါမှားထားသောစကားကိုနှလုံးသွင်းရမည်ထိုစကားကိုတင်းဤသားသမီးတို့အားကြိုးစား၍တုံတင်ရမည်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ် အသက်တာမှာဆင်ရှင်နိုင်ဖို့ခေါ်ဖိတ်ခြင်းတယ်ဒေသနာရဲ့ခေါင်းစဉ်တို့ခေါင်းစဉ်ကိုတော့ကျိုးစွားရတုံတင်ပါဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ကလေးသူငယ်များကိုတုံတင်ဖို့ရန်မိဘကိုဖခင်ကတာဝန်ပေးထားတာဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့တုံတင်မှုအပေါ်မှာမူတည်ပြီးကလေးများရဲ့အနာဂတ်လှပခြင်းမလှပခြင်းအတိအပွင့်ကိုမိဘတိုင်းခံစားရမှာဖြစ်တယ်ကလေးတယောက်ရဲ့အသက်ရှင်ခြင်းကိုကြည်ကျင်းအဖြစ် မိဘတယောက်ရဲ့တာဝန်ကျေပြွန်မှုကိုမြင်တွေ့နိုင်မှာဖြစ်တယ်။မိဘများတုံတင်မှုအားနည်းရင်တော့အဲ့ဒီကလေးရဲ့အနာဂတ်ဒီမလတ်မပနိုင်တာကြောင့်မိဘများအနေနဲ့အထူးတတိပြုဆင်ခြင်ရမှာဖြစ်တယ်။အဲ့ဒီကလေးတယောက်ရဲ့အသက်တာဒီအကောင့်ထက်အစိုးဘက်ကို အလေးသာသွားနိုင်တာကြောင့်မိဘများအနေနဲ့ဖျားပေးတဲ့တာဝန်ကိုကျေပြွန်စွာလှုပ်ဆောင်နိုင်ဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်။ ဖျားပေးထားတဲ့တာဝန်ကိုတိရှိနားလည်ပြီး ကိုယ့်ရဲ့သားသမီးများကိုကောင်းမွန်စွာတွင်တင်လမ်းပြပေးမယ်ဆိုရင်အဲ့ဒီကလေးတီလူရှိဖျားရှိနေ့ရက်အစဉ်တိုင်းကြီးထွားလာမှာဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့မိဘများအနေနဲ့ကိုယ့်ရဲ့သားသမီးများကိုဘယ်လိုလမ်းပြတွင်တင်နေတယ်လဲဆိုတာ ပြန်လည်စမ်းစစ်ရအောင်။ကိုကအိမ်ထောင်ဥစည်းဖြစ်တဲ့အတွက်မိသားစုစားဝတ်နေရတဲ့အတွက် ရှောက်ပွေလုတ်ကင်နေရတာကြောင့်မိခင်ကပဲအနိကတ်သွန်သင်ပါစေဆိုတဲ့စင်ရှင်တွေနဲ့လွဲချောင်နေမယ်ဆိုရင်အဲ့ဒီကလေးရဲ့စိုးမွေကိုခံစားရမှာဖြစ်တယ်။ဒီကြမဲ့လေးမှာမောရှေအဖြစ်ဣတေလလူမျိုးများကိုကလေးများကိုသွန်သင်ရမယ့်အကြောင်းအရာကိုပြောပြနေခြင်းဖြစ်တယ်။အဲ့ဒီအကြောင်းအရာကထာဝရဘုရားကိုစိတ်ညလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသည်များနဲ့ ရှစ်လောဆိုပြီးတော့အမိတ်ပေးတွင်တင်ခဲ့တာဖြစ်တယ်ဒီပညာချက်ကိုဓမ္မတိကာလမှာကွတ်တော်ယေရှုဖရာလဲအကျဉ်းချင်းတွင်တင်ခဲ့တာဖြစ်တယ်ပညာတကာတို့ရဲ့အရှုပ်လဲဖြစ်တယ်ဆိုပြီးတော့ပေါ်ပြထားတာဖြစ်တယ်ဖရာကိုချစ်တဲ့နေရာမှာအတိကအချက်နှချက်နဲ့ပြည့်စုံဖို့ရန်လိုပါတယ်အဲ့ဒါမှသာ ကျွန်ုပ်တို့ရဲ့ရှင်းရှင်းမြတ်တာကိုဖရာကလက်ခံမှာဖြစ်တယ်ပထမအချက်အနေနဲ့ စိတ်နှလုံးအကျွင်မဲ့လို့ပေါ်ပြထားခြင်းသည်အရာအလုံးထက်ယာနှုံးပြစ်ရှစ်ခိုင်းတာဖြစ်တယ်။ယာနှုံးမပြစ်ပဲရှံလက်ထားရင်တော့ကြံတဲ့အပိုင်းမှာ စာရမဏတ်ကဝင်ရောက်နေရယူပြီးဖျားကိုချစ်တဲ့စိတ်သည်တပြည့်ပြည့်ပျောက်ွယ်တတ်တတာကြောင့်စိတ်နှလုံးအကျွင်မဲ့ချစ်တတ်ဖို့ရန်တောင်းဆိုနေတာဖြစ်တယ်။ဖျားသခင်သည်သူချစ်တဲ့လူသားများကို ပြန်ချစ်စေခြင်းတဲ့ ်ဖခင်ရဲ့တခုတည်းသောတောင်းဆိုမှုဖြစ်တယ်။ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းဖခင်ကိုစိတ်ညလုံးအကျွမ်းမဲ့ရှေ့ဖို့ရန်ဖခင်အလိုရှိတာဖြစ်တယ်။ဒါပေမဲ့ကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာဖခင်ရဲ့တောင်းဆိုမှုကိုဥပက္ခပြုကရှံလက်ပြီးရှေ့နေကြတာကြောင့်ဖခင်ရဲ့ဆန်ချိန်ကိုမမီဘူးဖြစ်နေတာ ဖြစ်တယ်။ဖခင်ကိုစိတ်ညလုံးအကျွမ်းမဲ့ရှစ်တက်ရင်တော့ဘယ်အရာမစူဦးစားပေးတတ်လာမယ် ိုချစ်တဲ့သူနဲ့စကားကိုနားထောင်တက်လာမယ်ဘယ်တော့မှစန့်ကျင်ဘက်သဘောကိုမဆောင်ဘူးဘယ်သွားသွားဘယ်လာလာဘာလုပ်လို့တိုင်ပင်တက်လာမှာ ဖြစ်တယ်ကျွန်ုပ်တို့ရဲ့အသက်တာမှာကောဖျားကိုစိတ်ညလုံးအကျွင့်မဲ့ရှစ်တက်ပြီလားဆိုတာ ပြန်လဲစမ်းစစ်စေခြင်းတယ်ကိုကိုတိုင်းအကျွင့်မဲ့ရှစ်တက်မှသာလျင် ကိုရဲ့သားသမီးများကိုလည်းအကျွင့်မဲ့ရှစ်တက်ရန်တုံတင်နိုင်မှာဖြစ်တယ်နောက်တစ်ချက်က အစွမ်းတတ္တိရှိသည်များနဲ့ရှစ်လောလို့ဖော်ပြထားတာဖြစ်တယ်လူတိုင်းမှာဖျားပေးထားတဲ့အစွမ်းအစတွေမတူညီကြဘူးကိုကိုဖျားပဲလို့အစွမ်းအစတွေပေးထားတယ်လေအဲ့ဒီအစွမ်းအစတွေအပြင်ဖျားကိုရှစ်ကြောင်းတတ္တိပြဖို့ရန် လိုပါရဲ့အဲ့ဒီတတ္တိမပြနိုင်သမျှကာလပတ်လုံးကျွန်ုပ်တို့ရဲ့ဖျားပေါ်မှာရှစ်တဲ့ချစ်ချင်းမြတ်တာဒီအချင်းဤဖြစ်တယ်လို့ဖျားလက်ခံနိုင်တဲ့လက်ခံနိုင်စရာအကြောင်းလဲ မရှိဘူးကျွန်ုပ်တို့ကို အများနဲ့မတူတဲ့အစွမ်းအစတွေကိုပေးထားခြင်းသည်ဖျားပုံးတော်အတွက်ဖြစ်တယ်ဆိုတာ နားလည်စီခြင်းတယ်အဲ့ဒီအစွမ်းအစတွေကို ကို့အဖို့ပဲအသုံးပြုနေသလားဖျားကိုပေးခြင်းအပြင်ဖျားပုံးတော်အတွက်ဖြစ်စီပါအဲ့ဒါမှသာအဲ့ဒီအစွမ်းအစတွေအပေါ်မှာဖျားကောင်းကြီးပေးခြင်းအပြင်ဖျားပုံးတော်ထင်ရှားစေမှာဖြစ်တယ်ယခုချိန်ထိကို့ရဲ့ဖျားပေးထားတဲ့ အစွန့်အစတွေကို မတိသေးဘူးဆိုရင်တော့ဖျားစီမှာတောင်းခံပါအဲ့ဒီအစွန့်အစအဖြစ်ဖျားကို ရှင်းရှင်းအဖြစ်ဖျားဘုံတော်ထင်ရှားစေပါဒီကနေ့ယုံကြည်သူများရဲ့အတ္တတာမှာဣတိလလူမျိုးများကဲ့သို့အဲ့ဒီပညာရှက်ကိုတွန်တင်မှုအားနဲ့တာကြောင့်ဖျားဘုံတော်မထင်ရှားပဲဖျားဘုံတော်ကိုထိခိုက်စေတာ ဖြစ်တယ်ယုံကြည်သူသားသမီးများရဲ့အတ္တတာမှာဖျားကို ရှင်းရမယ့်အစား လောကနဲ့ဆိုင်သောအရာများကိုသာ ရှစ်တက်လာခြင်းသည်မိပါများရဲ့ဖျားပိတဲ့တောင်းကို မကြည်ပုံလို့ဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့သားသမီးများအဖင့်ဖျားပုံတော်ထင်ရှားစေခြင်းအဲ့ဒီပညာချက်ကိုကျိုးစားတွင်တယ်မှာအဲ့ဒါမှသာသားသမီးများရဲ့အသက်တာမှာလူရှိဖျားရှိမှာမျက်နာရခြင်းနဲ့တူဖျားပုံတော်ထင်ရှားစေသောသားသမီးများဖြစ်နိုင်ဖို့ရန်ကလေးများနေ့မှာ ဒီနှုတ်ကပတ်တော်အပြင် အနည်းငယ်တိုက်တွန်းလို့ဆိုခွန်အားပေးလိုက်တယ်ကလေးများအားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ။